ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မြို့သားညညွေအစိုးရနိုင်ငံတော်သမ္မတရုံးပြည်ပဆိုင်ရာအမျိုးသမီးများနေ့သို့ပေးပို့သောတောင်းလွာ2025ခုနှစ်မတ်လ10ရက်အပိုက်1မတ်လ10ရက်နေ့သည့်ပြည်ပဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပြီးကမ္ဘာတဝန်းလုံးတွင်မြို့သမီးခွင့်ရေးနှင့်ကြားမဒန်းသူညီမျှရေးတို့အတွက်အသည့်အမြင်မျှဝေရေးလှုပ်ရှားမှုများကိုရည်ရွယ်ပြီးနှစ်စဉ်ကျင်းပလေ့ရှိပါသည်အပိုက်2ပြည်ပဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုကြည့်လျင်1900ခုနှစ်များစီက မတရားဖိနှိပ်ခံရမှုခွဲခြားဆက်ဆံခံရမှုများကိုတုံ့ပြန်တွန်းလှန်ရန်အတွက်စိန်ခေါ်မှုများမှတဆင့်စတင်လာခဲ့ခြင်းဖြစ်ပါသည်1908ခုနှစ်အမေရိကန်နိုင်ငံနယူးယောက်မြို့ရှိထဲကျုပ်ဆက်ယုံမှမျိုးသမီးများအနေဖြင့်နိုင်ငံရေးနဲ့စီးပွားရေးတန်းတူညီမျှမှုဖြစ်သည့်မဲပေးပိုင်ခွင့်ရရှိရန်အလုတ်ချိန်ရှော့ချရန်နှင့်လစာတိုးခွင့်ရရှိရန်တို့အတွက်ဆန္ဒပြတောင်းဆိုချီတက်ခဲ့ကြသည့်ဂုံယူပွဲနေရူးနေမြတ်ဖြစ်ပါသည်အပိုက်၃ ကမ္ဘာသမိုင်းတွင်သာမကမြန်မာသမိုင်းအဆက်ဆက်နိုင်ငံရေးအရွေတိုင်းတွင် မြို့သမီးတိုင်း၏ပါဝင်မှုအားထုတ်မှုများသည်ယနေ့ကဲ့သို့ခုံယူပွဲနှင့်ကျင်းပရခြင်း၏အကြောင်းရင်းခံ ဖြစ်ပေသည်။မြို့တော်လည်းတွင်အချမ်းဖက်စစ်တပ်ကလူမဆန်စွာဖမ်းဆီးချုပ်နှောင်ကျဉ်းချခံရသည့်မြို့သမီးအရေးအတွက်မှ2021ခုနှစ်မှ2025ခုနှစ်ထိအရွယ်ရောက်ပြီးအမျိုးသမီး9952ဦးရှိပြီးဖမ်းဆီးခံရဆဲမြို့သမီးများထဲမှ2329ဦးမှာပြည်တံချမှတ်ခြင်းခံထားရပြီဖြစ်ပါသည်။ ပြည်တန်ချမှတ်ခံထားရသူများတွေတွင်ဒေတန်ချမှတ်ခံထားရသူ16ဦးထောင်တန်ချမှတ်ခံထားရသူ58ဦးပါဝင်ပါသည်ကြာဆုံးသူမြို့သမီးမှာ1965ဦးရှိပါသည် ထိုစီရင်စရာအရနွေဦးတော်လရဲတွင်မြို့သမီးများ၏အနစ်နာခံပေးဆက်မှုကိုမျက်ဝါးထင်ထင်မြင်တွေ့နိုင်ပြီဖြစ်သည်ပိုင်လေယနေ့ပြည်ပြည်ဆိုင်ရာမြို့သမီးများအနေအတွက်ဆောင်ပုံးမှာ For our women and girls rights equality empowerment ဖြစ်သည် မျိုးသမီးများကိုယ်တိုင်ဥဆောင်ပါဝင်ပြီးမျိုးသမီးများ၏အခွင့်အရေးဒန်းတူညီမျှမှုနှင့်လုပ်ပိုင်ခွင့်ရရှိရေးအတွက်ဆွမ်းဆွမ်းတမန်လုံဆောင်ရမှာဖြစ်သလိုဖွဲ့စည်းတည်တည်မှလည်းပံ့ပိုးလုံဆောင်ကြရမှာဖြစ်ပါသည်။အပိုင်ကမျိုးသားညီညွတ်အစိုးရအနေဖြင့်လိမ်မိုင်းဆိုင်ရာထိပါနှောက်ယှက်ခြင်းအမျက်ထုတ်ခြင်းနှင့်မဖွဲ့မရပြုမှုခြင်းဆိုင်ရာအကာအကွယ်ပေးရေးမူဝါဒ PSHEA ဂျန်နာဒန်းတူရဲ့မူဝါဒ Gender Equality Policy ကိုလည်းအတည်ပြုထုတ်ပြန်ပြီးဖြစ်သလိုစတင်ခြင်းသုံးအကောင်ထည့်ဖော်လျက်ရှိပါသည်။ နိုင်ငံတကာအတိုင်းအဝန်းနေဖြင့်မျိုးသမီးများကိုအကြမ်းဖက်မှုမှ ကာကွယ်ရေးဒန်းညွန်ကြီးများမှုအခွင့်အရေးနှင့်မျိုးသမီးများဆွမ်းဆောင်ရေးမြင့်တင်ခြင်းတို့အတွက်ထိရောက်သောပံ့ပိုးကူညီမှုများလှူဆောင်ပေးကြရန်တိုက်တွန်းလိုက်ပါသည်ပုံဒူဝါလက်ရှိလယာယီသမရမျိုးသားညီညွတ်ရေးအစိုးရ